ရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စစ်အဆောင်ဖိုက်တီးပေးရေးကိစ္စကိုပြောမယ်။ပြီးခဲ့တဲ့2024ခုနှစ်ကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ငင်းငယ်ရင်းနိုဘယ်ဆုရှင်ကကုလသမဂ္ဂမှာတောင်းဆိုထားတာရှိတယ်။ကုလသမဂ္ဂအနေနဲ့ရခိုင်ပြည်နယ်ဘင်္ဂလီရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စစ်အဆောင်ဖိုက်တီးပေးပါဆိုပြီးတော့ကုလသမဂ္ဂကိုသနာခံတောင်းဆိုထားတာရှိတယ်။ဆိုလိုချင်တဲ့သဘောကရှင်တို့တွေရဲ့ဘိုးဘွားပိုင်ချမ်းမြေတစ်ဝက်ကိုရှင်တို့တွေနဲ့သွေးသားမတော်ဆက်တဲ့ဒဇင်းလူတွေကိုခွဲဝေပေးရမယ်အနေထားဖြစ်တယ်။ ။အိုင်ခေါင်းဆောင်ပါဆိုတဲ့အဖွဲ့တွေကရခိုင်ပြည်ကိုခွဲဝေပေးရမယ်ကိစ္စကိုမပြောဘဲနဲ့ကြားထဲကငှက်ထွားခါနာပြီးကျမတို့ကကြီးတော်နွားကိုထောင်းနေရတယ်။ဒီမှာတမန်ဦးသိန်းစိန်ကနော်ကုတ်ပြည်ကိုတော့ကုတ်မြေကိုတော့မပေးနိုင်ဘူး။ကုတ်မြေကိုပေးမယ်စာအသားပဲလှဲ့ဖဲ့လီးပြီးပေးလိုက်မယ်လို့စကားလေးတခုပြောခဲ့တယ်။ဘေးကန်ကိုရိုင်းကနိုင်ငံရေးဩဇာချရှင်းပြီးတော့အမေရိကန်ကိုရိုင်းကရုရှားလိုတရုတ်လိုအိန္ဒိယတို့ကို မရှင်ပြိုင်နိုင်တော့တဲ့အနေထားကိုရှောင်နေပြီ။ဒါကြောင့်မို့လို့ကျမတို့မြန်မာနိုင်ငံကတရုတ်နဲ့အိန္ဒိယခြားထဲမှာရှိတယ်လို့ရုရှားနဲ့လည်းမဟာမိတ်ဖြစ်တဲ့အတွက်ကျမတို့မြန်မာပြည်အရေးကိုအရင်အရင်တုန်းကလိုမျိုးစိတ်ရှိတိုင်းစိုးမိုးချယ်လေလို့မရတော့ဘူးဆိုတာကိုရှင်တို့တွေမှတ်ထားဖို့လိုပါတယ်။ ရခိုင်ကိုလူသားစာနာအကူအညီပေးရေးစင်ကြံဖွင့်ဖို့ကုလသမဂ္ဂ၏တောင်းဆိုချက်ဘင်္ဂလားဒေ့ရှ်သဘောတူချက်ရရှိသည့်အပေါ်မပူတူတုံသက်ချက်ဘင်္ဂလားဒေ့ရှ်ကတဆင့်မြန်မာပြည်ကိုလူသားချင်းစာနာမှုအကူအညီပေးရေးစင်ကြံဖွင့်ဖို့ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်ကသဘောတူညီခဲ့ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ မြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေပေးပို့ဖို့အတွက်ကုလသမဂ္ဂအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်ကြံတစ်ခုဖန်တီးခြင်းနေပါတယ်ဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးကာလအစိုးရဟာအခြေအနေတွေအရဒါကိုမူအရသဘောတူထားပါတယ်လို့နိုင်ငံသားရေးအကြံပေးတယ် ထောထားဆိုင်ကမြို့တော်ဒါကာမှာတရင်ထောက်တွေကိုတနင်္ဂနွေနေ့ကပြောပါတယ်ဒါဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မှာအခြေအနေချို့တော့ရှိတယ်အသေးစိတ်တော့မပြောသေးပါဘူးအခြေအနေတွေပြည့်မီရင်ကျွန်တော်တို့ကူညီမှာပါလို့သူကဆက်ပြောပါတယ်တန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ်မှာခိုးလုံနေတာကြောင့်မြန်မာပြည်ပခါဟာဘင်္ဂလားဒေ့ရှ်ရဲ့အကျိုးစီးပွားနဲ့ဆက်ဆက်နေကြောင်း ူတို့ကိုလည်းပြန်ပို့ချင်တာကြောင့်လှုပ်ဖို့လိုတာကုန်လို့ရလိမ့်မယ်လို့ဟာဆိုင်ကပြောပါသေးတယ်။အာရခတတော်ကိုပိတ်ဆို့ဖို့အတွက်စစ်ကောင်စီကထောက်ပံ့ရေးပစ္စည်းတွေအလုံးဖြတ်တောက်ထားတာကရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကျက်တဲချေနေပုံမှုဆိုးရွားစေပါတယ်။ရခိုင်မှာအငက်ပေးကြရောက်မှာကိုစိုးရိမ်တာကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးပို့မဲ့စင်ကြံတစ်ခုလုပ်ဖို့ကုလသမဂ္ဂကဘင်္ဂလားဒေ့ရှ်ကိုတောင်းဆိုထားတာပါ။ တာမန်ပြည်သူတွေကိုကူညီဖို့လူသားချင်းစာနာမှုဆင့်ကျင်ထားရှိပေမဲ့ရင်းကိုအခြေပြုပြီးမူရစ်စင်းနဲ့လက်လက်မောင်းခုမှုတွေလိုတရားမဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်နိုင်တဲ့အပေါ်လဲစိုးရိမ်နေတာပါမင်္ဂလာမျိုးတွေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနေ့ဧပြီ20ရက်နေ့ဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စစ်ဆေးဆောင်ဖိုက်တီးပေးရေးကိစ္စကိုပြောမယ် ပြီးခဲ့တဲ့2024ရဲ့ကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ငင်းငယ်ရင်းနိုဘယ်ဆုရှင်ကကုလသမဂ္ဂမှာတောင်းဆိုထားတာရှိတယ်။ကုလသမဂ္ဂအနေနဲ့ရခိုင်ပြည်နယ်ဘင်္ဂလီရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်အစည်းအဝေးဖိနှိပ်ပြီးပါဆိုပြီးတော့ကုလသမဂ္ဂကိုတနခံတောင်းဆိုထားတာရှိတယ်။ဆိုလိုချင်တဲ့သဘောကရှင်တို့တွေရဲ့ဘဝပိုင်ချမ်းမြေတွေဘက်ကိုရှင်တို့အနေနဲ့တရီသားမတော်ဆက်တဲ့ဒီဇိုင်းလူတွေကိုခွဲဝေပေးရမယ်အနေထားဖြစ်တယ်။လက်ရှိမှာဆိုလို့ရှိရင်လည်းဒီဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဒီပြုတ်နိုင်ငံနဲ့လက်ရှိကိုပူနေနေတွေ့ဆုံဆဲကာလမှာလည်းပြုတ်နိုင်ငံအနေနဲ့ရခိုင်ပြည်နယ်ကိုဘင်္ဂလီတွေအတွက်အစည်းအဝေးဖန်တီးပေးရေးကူညီပေးပါဆိုပြီးတော့အတနာခံတော့ဆိုတာရှိတယ်။လက်ရှိမှာ လာရှိုးကိုလည်းလည်းဆုံးရှုံးထားရတယ်တပတ်အုပ်စုတွေကရှုံးမဲမဲပြီးတော့တရုတ်ကိုရှုံးမဲမဲနေတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်ကတရုတ်ကိုအဲ့ဒီလိုသွားမြင်အကူအညီတောင်းတဲ့အတွက်အချိန်ကြိုက်ခါကြိုက်သူတို့တွေဝါဒပြန့်နေကြတယ်။စိတ်မကောင်းတဲ့အကအခုလိုမျိုးမိမိတို့ရဲ့ဘိုးဘွားတိုင်းအချိန်မျိုးကိုမိမိတို့နဲ့သွေးသားမတော်ဆက်တဲ့လူကိုခွဲဝေပေးရမယ်ကိစ္စကိုရခိုင်ကောင်းဆောင်ပါဆိုတဲ့ထုံးပြန်လိုက်။ရခိုင်တနက်ကိုင်ကောင်းဆောင်ပါရခိုင်လက်နက်ကိုင်တက်ဖွဲ့ပါဆိုတဲ့အေးအေးနဲ့ရခိုင်ကနိုင်ငံရေးပါတီတွေကတခုံးတပါးဒါမှဖွင့်ဟလာခြင်းမရှိပဲနဲ့လှုပ်ပေးနေကြတာ။အမေရိကန်ဆိုလို့ရှိရင်စိတ်စိတ်နေချင်းဟာဝေခိုင်ချင်းလို့ ဘောတက်ရောက်တယ်။မိမိတို့ရဲ့နေမျိုးကိုခွင့်ဝေပေးရမယ်ကိစ္စကို2024မှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်ကကုလသမဂ္ဂကိုအတနာခံနေတာ။အေအေနဲ့တူရခိုင်ပြည်နယ်မှာရှိတဲ့နိုင်ငံရေးပါတီတွေကငါတို့ရဲ့နေမျိုးကိုလုံးဝမပေးနိုင်ဘူးဆိုတဲ့ပြတ်သားတဲ့စကားကိုပြောရမယ်။ဒါပေမဲ့ရခိုင်ခေါင်းဆောင်မှာဆိုတဲ့အဖွဲ့တွေကရခိုင်ပြည်ကိုခွင့်ဝေပေးရမယ်ကိစ္စကိုမပြောဘဲနဲ့ကြားထဲကငှထွားခါနာပြီးကျမတို့ကကြီးတော်နွားကိုချောင်းနေရတယ်။ဆိုတော့လက်ရှိမှာရခိုင်ပြည်နယ်ကိုဘင်္ဂလားဒေ့အတွက်နေမျိုးပေးဖို့ကအခုမှမဟုတ်ဘဲနဲ့တမိုင်းအစဉ်ဆက်မှာရရှိခဲ့တယ်။အဲဒီတမိုင်းအစဉ်ဆက်မှာကျမတို့တက်မတော်နဲ့ပြည်သူနဲ့ကညီညွတ်ခဲ့လို့ ဒီအချိန်လေးကိုကျမတို့ကာကွယ်ခင်းနိုင်တယ်။ဒီရမှာလွတ်လပ်လပ်ဖြစ်စေတဲ့ကိုပြောပြမယ်။အဲ့ဒါပါလဲဆိုတော့အခု2019ရခိုင်ပြည်ပြည်ထောင်နာနယ်ပတ်သက်လို့เนาะကျမတို့ချစ်ရတယ်။ကျမတို့အင်မတန်မှကျမတို့ရဲ့နှလုံးသားနဲ့ထတူချစ်ရတယ်။ကျမတို့လေးစားရတယ်။ကျမတို့တမတော်ခေါင်းဆောင်ကိုတရားဆွဲဆိုခံထားရတယ်လို့တစ်ခါက NLD တွေ CRP တွေအန်ယူဂျီတွေတို့တို့နှလုံးသားနဲ့ထတူချစ်ရတယ်။တို့ရဲ့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုလည်းဖက်ဝင်ရထုတ်ခံထားရတယ်။ရှင်တို့ချစ်တဲ့ခေါင်းဆောင်ကျမတို့ချစ်တဲ့ခေါင်းဆောင်တွေကိုကျမတို့နိုင်ငံမှာ လာရောက်နေထိုင်တဲ့လူတွေကတရားစွဲဆိုခံရရတယ်။အဲ့ဒီနောက်ဆက်ကောင်အမှုကကျမတို့မြန်မာနိုင်ငံမှာထင်လောက်နေပြီးသွားတာတော့မှကြံဖန်ပြီးကျေးဇူးတရားမယ်။ဘာလို့လဲဆိုတော့အဲ့ဒီချိန်တုန်းကဖလပိုင်နိုင်ငံမာရာဝီမြို့ကိုနောက်ဆက်ကောင်မေလာမှာအစ္စလာမ်မစ်တီအလန်နဲ့လွှင့်ပြီးဂျီဟန်လောက်ခမြို့ကိုသိမ်းခဲ့တယ်။လူသားလိုက်လုံးနဲ့ကျူးကျော်ခြင်းလို့ခေါ်တယ်။ဖိလစ်ပင်းကမာရာဝီတမျိုးလုံးကိုအလန်နဲ့တည်လွှင့်ပြီးစစ်သွေးကြတွေကတင်ပလိုက်တယ်။ဒါကြောင့်မလို့ဖိလစ်ပင်းတမန်ကဒူတာတီအစိုးရကနေပြီး9လကြာအောင်အဲ့ဒီစစ်သွေးကြတွေကိုနှိမ့်နှင်းခဲ့ရတယ်။အဲ့ဒါ2019 9လပိုင်းမှာဖြစ်သွားတယ်။တိုက်တိုက်ဆန်ဆန်ပဲ2019 10လပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံမှာရခိုင်ပ ြည်နယ်ရေးကိုဖြည့်ရှင်းဖို့ပါဆိုပြီးဒေါ်စုကြည်အစိုးရကကိုပီအာနယ်ကိုငှားရမ်းခဲ့တယ်။ကိုပီအာနယ်အကြံပေးကော်မရှင်ကိုဖွဲ့ခဲ့တယ်။ပြည်သူတွေရဲ့ဆန္ဒကိုမျက်မှောက်ပြုစကြံမျက်ကွယ်ပြုပြီးတော့သူ့ရဲ့ဆန္ဒနဲ့ကိုပီအာနယ်အကြံပေးကော်မရှင်ကိုဖွဲ့ခဲ့တယ်။အထူးသဖြင့်ရခိုင်ပြည်သူတွေဆန္ဒမဲပေးပြီးရွေးချယ်ထားတဲ့ရခိုင်ပါတီတွေရခိုင်လွှတ်တော်အမတ်တွေကိုမျက်ကွယ်ပြုပြီးတော့ရခိုင်လွှတ်တော်အမတ်တွေကိုဖေးဖယ်ပြီးတော့ကျန်ဟီလီတို့မြန်မာပြည်လာတာရှိခဲ့တယ်လို့ကိုဖျားနေအောင်ကြံပြီးကော်မရှင်ဖွဲ့လိုက်တယ်ကိုဖျားနာအစီရင်ခံစာ80 80အထက် ကိုပြန်တယ်အကြမ်းဖက်ကော်ရှင်ကနေပြီးတော့အချက်ချင်းချင်းချက်ချက်ပါလေအရှင်ခံစားရှစ်လပိုင်း24ရက်နေ့မှာသမရထံကိုတင်တယ်ရှစ်လပိုင်း24ရက်နေ့ထံမှာသမရထံကိုတင်ပြီးတော့ရှစ်လပိုင်း25ရက်နေ့မှာဒေါ်ရှုကြီးကဒီကော်ပီယာနဲ့အကြမ်းဖက်လိုက်တဲ့အချက်ချင်းချင်းချက်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 ဟာကျမတို့မြန်မာနိုင်ငံအတွက်လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ရှင်ဆိုပြီးတော့ကမ္ဘာအလယ်မှာပြောလိုက်တယ်2029 24ရက်မှာအရှင်ခံစားတင်တယ်25ရက်နေ့မှာလမ်းညွန်မြေပုံမှာပြောတယ်26 29မှာရခိုင်ပြည်နယ်မှာရှိတဲ့ရဲကင်းစခန်းတွေတိုက်ခိုက်ခဲ့ရတယ်နိုင်ငံကြီးဆိုတာတိုက်ဆိုင်တာမရှိဘဲနဲ့လုံခြံဖန်တီးထားတဲ့ လို့ပဲစက်ပွဲစက်ပွဲအဲ့ကနေပြီးတော့ကျမတို့ရခိုင်ပြည်နယ်မှာတနောက်ဆက်ပေါ်ရေးခင်းဖြစ်ပြီးတော့လက်ရှိမှာရှင်တို့တွေတည်တဲ့အတိုင်းကျမတို့တည်တဲ့အတိုင်းကျမတို့နိုင်ငံကြီးတရားစွဲဆိုခံထားပြီးတော့ရှင်တို့ချစ်တဲ့ကောင်းတော့ကျမတို့ချစ်တဲ့ကောင်းဆောင်ကဝရံပြည့်ဖြစ်နေတယ်။ဆိုတော့အဲ့ဒီလိုမျိုးအနေထားတွေရှိတယ်။ရှင်သမိုင်းမှာဆိုလို့ရှိရင်ကျမတို့လူလည်ရေးရပြီးတော့ဘာကပါတီတော့ကိုယ်လေဘာကပါတီတော့ကိုယ်စဉ်ကာလမှာရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်ပြည် community party ကလည်းတော့ကိုယ်ပဲ။အဲ့ဒီရခိုင်ပြည် community party မှာဘယ်သူတွေပါလဲဆိုရင်ကျမတို့မြန်မာနေကိုတိမ့်ပိုက်ထားတဲ့ ိုနီနဲ့အချက်တွေကနေပြီးတော့ရခိုင်ပြည်နယ်မှာလဲတယ်လို့ပို့ဆိုပြီးဘင်္ဂလားဒေ့ရှ်ကခေါ်သွင်းလာတဲ့အိန္ဒိယကခေါ်သွင်းလာတဲ့ဘင်္ဂလီတွေပါတယ်။အဲ့ဒီတွေရခိုင်ပြည်ကွန်မြူနတီပါတီကတော့ခေါ်တဲ့အခါမှာရခိုင်ပြည်ကွန်မြူနတီပါတီမှာဘင်္ဂလီတွေလည်းပါလာတယ်။အဲ့ဒီဘင်္ဂလီတွေကနောက်နေကြတော့ရခိုင်ပြည်ကွန်မြူနတီပါတီကခွဲထွက်ပြီးတော့သူတို့ဘင်္ဂလီကြီးပဲတီးတက်အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်တယ်။အဲ့ဒီအဖွဲ့နာမည်မူဂျာဟစ်လို့ခေါ်တယ်။အဖွဲ့နာမည်မူဂျာဟစ်အဲ့ဒီအချိန်မှာဗမာဗမာချင်းမဆာလာအစိုးရနဲ့ဘာကာဘာနဲ့ဗမာအချင်းချင်းအိရှင်ချင်းချင်းရဲဖြစ်ပြီးသွေးမြေကြာနေတဲ့အချိန်မှာဧည့်သည်ဖြစ်တဲ့မူဂျာရဲ့အဖွဲ့ 一看今年过端午多了，打开，哎呀妈，新都毛嘛的说的，十多个，十阿那新的个，新都表的，十阿那新的个的表，那个阿妹是生意阿明的，平个立体户，来年个样的，而且阿平马上拿说呀，糖果可能是，可能上阿文件，哎呀妈。 တက်မတော်ကနေပြီးတော့ဘင်္ဂလီတွေကိုအဲ့ဒီမူကြရဲ့ဖွဲ့ကိုနှိမ့်နှိမ့်လိုက်တဲ့အတွက်ငကားပဲဆက်စင်ရင်းနဲ့နှိမ့်နှိမ့်လိုက်တဲ့အတွက်ဘင်္ဂလီတွေဒီဘင်္ဂလားတွေကိုထွက်ပြေးတန်းဆောင်သွားပြီးတော့ဘင်္ဂလားတွေမှာရှိတဲ့ဘင်္ဂလီတွေနဲ့မြန်မာပြည်ကနေထွက်ပြေးသွားရဲ့မူကြရဲ့အဖွဲ့ကဘင်္ဂလီတွေနဲ့ပေါင်းပြီးတော့အဖွဲ့အစည်းတစ်ခုကိုထပ်ပြီးဖွဲ့လိုက်တယ်။အဲ့ဒီအဖွဲ့နာမည် RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့လက်ရှိမှာရိုဟင်ဂျာရိုဟင်ဂျာလို့ပြောနေတာရိုဟင်ဂျာဆိုတာလူမျိုးနာမည်မဟုတ်ဘူးအဖွဲ့အစည်းနာမည်သာဖြစ်တယ်။ တချို့ကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့တော့သိတယ်ဘလို့မရှိတာလဲလို့နင်းအချက်ကျလိုက်ကြပြန်ဖြေတတ်တယ်လို့နဲတယ်ဒါကြောင့်ဒီစကားကိုမှတ်ထားပါရိုဟင်ဂျာဆိုတာလူမျိုးနာမည်မဟုတ်ပါဘူးအဖွဲ့အစည်းနာမည်သာဖြစ်တယ်နော်ဆိုလိုချင်တာကအဲ့ဒီအချိန်တည်းကရခိုင်ပြည်နယ်ကဗိုလ်တီတာမောင်းတော်မင်းယူခန်ကိုဘင်္ဂလားဒေ့ကိုဆွဲသွင်းပြီးဘင်္ဂလီတွေကသူတို့အတွက်နေမြေလိုချင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့တပ်မတော်ကတိုက်ထုတ်နိုင်ခဲ့တဲ့အတွက်သားနော်လက်ရှိမှာအမျိုးကုံစားဒေ့ကိုမြစ်မားပါတယ်ဆိုပြီးတော့လူမျိုးကြီးအဆုံးရောက်နေတဲ့ရခိုင်လေးတွေတပ်မတော်ကသာငကားမင်းစစ်စင်ကြီးနဲ့မနှိမ်နှင်းခဲ့ဘူးဆိုရင်ခမားတို့လည်းတောက်ကြနေတဲ့အလားအလာအော်နေရမယ်ဘဝဆိုတာမမေ့နဲ့ နော်ဆိုလိုချင်တာကတမိုင်းမှာလည်းအဲ့လိုထောက်ထားရှိခဲ့တယ်လောလောလတ်လတ်မှာလည်းရှိခဲ့တယ်အဲ2024မှာလည်းကကုလသမဂ္ဂကိုတနာခံတာရှိခဲ့တယ်ဒါအပြင်တရင်နာဖို့ကောင်းတာကောင်းတယ်ဆိုရင်ဆိုရလာတာ2018မှာအမေရိကန်ရဲ့ပစိဘေးရေးရာလွှတ်တော်အမတ်ဘရန်ရှာမန်နဲ့နာမည်ကဘရန်ရှာမန်ကဘာပြောလဲဆိုတော့ကောင်းဆဲချုပ်ကြီးဦးဆောင်နေမြန်မာပြည်အစိုးရကစီမံအုပ်ချုပ်ပုံမကောင်းတဲ့အတွက်တဲ့ဘူတီတောင်နဲ့မောင်းတော်ကိုဘင်္ဂလားဒေ့ကိုပေးလိုက်ပါတဲ့တခြားလူတွေကအဲနင်တို့အိမ်ကလူတွေနင်တို့အိမ်ပေါ်ကဆင်းပြီးတော့နင်တို့ရဲ့အိမ်တခြားနဲ့နင်တို့ရဲ့ခြံတဝက်ကိုသူများကိုပေးလိုက်လို့ငါပြောတာ ဒါဆိုရင်ကျွန်တော်နိုင်ငံခေါင်းဆောင်တက်မတော်ရဲ့ဖခင်ဖြစ်တဲ့ဘုံချုံအောင်ဆန်းသမီးကဟာနေဒီလိုမပြောနဲ့ဒါငါတို့နေပြီဒါငါတို့ရဲ့ဘုံပွားပါအမွေနဲ့တပြားတက်ကွတလမမအထီးပါမခံနိုင်ဘူးဟိအဲ့ဒီလိုပြန်ပြောတင်တယ်ဒီဒါပေမဲ့ဒေါ်စုကြည်အစိုးရကမပေးပါဘူးလို့တခွမှမပြောခဲ့ဘူးမပေးပါဘူးလို့တခွမှမပြောခဲ့ဘူးအဲ့ဒီစားဟမ်အဲ့ဒီချိန်တော့ဆိုလို့ရှိရင်တမနာဥသိမ့်ဆိုင်ကိုတမနာဟောင်းပေါ့နော်ဥသိမ့်ဆိုင်ကိုအချက်ခံတဲ့လူတွေကနေပြီးတော့နှစ်တိုင်းနှစ်တိုင်းတမနာဥသိမ့်ဆိုင်ကိုသွားပြီးခရော့ပြီးခါရောကပြုတ်တဲ့ ပွဲတွေရှိတယ်တနေ့တစ်ကြိမ်သွားပြီးခါတော့ပြုတ်ကြတယ်အဲ့ဒီမှာတမန်ဦးသိန်းဆိုင်ရနော်ကော့ပီကိုတော့ကော့မြေကိုတော့မပေးနိုင်ဘူးကော့မြေကိုပေးမယ်စားအသားပဲလှဲ့ဖဲ့ပြီးပြီးပေးလိုက်မယ်လို့စကားလေးတခုပြောခဲ့တယ်အဲ့ဒီမှာတခုမှပြန်မပြောရဲပဲနဲ့ခေါင်းကုန်ခန့်နေတဲ့ဒေါ်ဆန်းရှုကြည်ကြတော့အမေအမေအမေတို့ထမိန်ချုံပြီးတော့ ွန်နိုင်ငံကိုပြည်ကိုပေးရမယ်စားအသားပဲဖဲ့ပေးလိုက်မယ်ဆိုတော့တမနာဥစိမ့်နေကြတော့ပြည်ပြည်မိသားစုမှာဝိုင်းပြီးတော့လှောင်ကြဟောင်ကြเนาะရှုပ်ဆိုလို့ရှိရင်ကာတွန်းနေနဲ့ဆော့ကားကြတယ်ကာတွန်းနောက်မှာလေစီပင်အမိုက်ကားကြီးစီပင်အမိုက်ကားကြီးရှေ့ကနေမောင်းပြီးထွက်သွားတော့နောက်ကလူတွေကဝိုင်းပြီးရှခိုးကလို့နဲ့ပုံစံမျိုးနဲ့ကာတွန်းနေရေးဆွဲပြီးတော့အောက်တန်းစားစိတ်တက်နေနဲ့ငါလည်းမတူငါရလို့စိတ်တက်နေနဲ့အဲ့ဒီလိုမျိုးအောက်တန်းကြဆိုတာတက်ခဲခဲကြတယ်เนาะကွန်နိုင်ငံကိုကွန်နိုင်ငံကိုသူများကိုဖဲ့ပေးဖို့ပြောနေတာတော့နားရကောင်းမှမသိပဲနဲ့ထမိန်ဖုံးတော့ခုမရတဲ့ဘဝရောက်ခဲ့တယ်။ချိုးလို့ချင်တာကအဲ့ဒီလိုထောက်ထားရရှိခဲ့တယ်။ဒါပေမဲ့ဒီအခြေအနေပေါ်မှာ ကျွန်တော်တို့မှာအားပါချက်နှစ်ခုရှိတယ်။အဲ့ဒါပါလေနံပါတ်1980နိုင်ငံသားဥပဒေဥနေဝင်းရဲ့အမြုံအမြင်ရှိ1980နိုင်ငံသားဥပဒေလက်ရှိနောက်ဆက်ကအစိုးရတည်လဲပဲဘင်္ဂလီတီဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ဘင်္ဂလီတီမြန်မာပြည်ကိုပြန်ခုံမယ်ပြန်လက်ခံမယ်သို့တော့1980နိုင်ငံသားဥပဒေနဲ့စီးဆက်ပြီးမှလက်ခံမယ်ဆိုတဲ့အချက်ထောက်ကွာနိုင်ငံသား1980နိုင်ငံသားဥပဒေတည်ကျမတို့မြန်မာပြည်သူတွေအတွက်ဖလားပိုင်းနိုင်ငံမာရဝီမြို့လိုမျိုးဂျီဟက်လုံးမခံရအောင်လူသားနှိုင်းလုံးနဲ့ကျူးကျော်မခံရအောင် မဟာတိုင်းကြီးတပွဲကာယံပေးထားတဲ့ဥပဒေဖြစ်တယ်။1980ခုနှစ်နိုင်ငံသားဥပဒေရဲ့အနှစ်သာရကဘာလဲလို့မေးရင်တခုနဲ့ပဲဖြေသားရှိတယ်။နိုင်ငံသားနဲ့နိုင်ငံသားသားကိုခွဲခြားထားတယ်။ဒါကြောင့်မို့လို့နိုင်ငံသားသားတွေကမြန်မာနိုင်ငံသားဖြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားလုံခြုံရေးပေါ်မှာဘလောက်ကြီးသစ္စာစောင့်တည်ရိုးသေလဲဆိုတဲ့ပြည်တံနဲ့အတိုင်းတားရမယ်ဆိုတဲ့အချက်သာဒီကျမတို့ရအားသာချက်ဖြစ်တယ်နောက်တစ်ခုကလက်ရှိမှာဘင်္ဂလားဒေ့ကိုနောက်ခွဲကအမေရိကန်ကဘလောက်ပဲထောက်ခံနေပါစေအမေရိကန်ကိုယ်တိုင်ကနိုင်ငံရေးဩစာချချင်းလာပြီ ဘာကြောင့်ဒီစကားကိုပြောရလဲဆိုရင်မိရန်ကဒေါ်နယ်ထရန့်တက်တဲ့ချိန်မှာသူနှစ်ချက်ပြောတယ်။လက်ပတိကဘာလဲဆိုတော့ရုရှားယူကရိန်းဆက်ကိုအချက်ချင်းရပ်တန့်အောင်လုပ်မယ်လို့ပြောတယ်။နောက်တစ်ခုကအရှေ့လေပိုင်းကိုငင်းချမ်းရေးရအောင်သူလုပ်မယ်လို့သူကြွေးကြော်တယ်။ဒါပေမဲ့တကယ်နဲ့အစိုးရဖြစ်လာတဲ့အခါမှာတကယ်နဲ့အာဏာရလာတဲ့အခါမှာဒီနှစ်ချက်ကိုကောင်းစွာမလုပ်ဆောင်နိုင်တဲ့အတွက်အမေရိကန်ကိုရိုင်းကနိုင်ငံရေးဩဇာချရှင်းပြီးတော့အမေရိကန်ကိုရိုင်းကရုရှားလိုတရုတ်လိုအိန္ဒိယလိုကို မရှင်ပြိုင်ကြိုင်တော့တဲ့အနေထားကိုရှောင်နေပြီ။ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကတရုတ်နဲ့အိန္ဒိယကြားထဲမှာရှိတယ်လို့ရုရှားနဲ့လည်းမဟာမိတ်ဖြစ်တဲ့အတွက်ကျမတို့မြန်မာပြည်အရေးကိုအရင်အရင်တုန်းကလိုမျိုးစိတ်ရှိတိုင်းစိုးမိုးချေနေလို့မရတော့ဘူးဆိုတာကိုရှင်တို့လည်းမှတ်ထားဖို့လိုပါတယ်။ဒီနေရာမှာကြောက်ကြလို့တခုပြောမယ်။ကျမတို့ကဒီလိုပြောတဲ့အခါမှာဟာကျမတို့ကိုပြည်ပအားကိုးပါလေဆိုပြီးတော့ပြည်ဖက်အုပ်စုတွေကလောင်ကြဟောင်ကြလိမ့်မယ်။ဒါဆိုရင်ခင်ဗျားတို့ကိုကျမပြန်မေးမယ်။ ဘင်္ဂလီတွေအတွက်အဟံအတာဖြစ်နေတဲ့1980နေနိုင်ငံသားဥပဒေကိုဖျက်သိမ်းလိုက်ပါပြီလို့2000ရွှေဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ပါပြီဒါကြောင့်ကျွန်တော်တို့မြန်မာပြည်ကိုဝင်ရောက်ဆုံးမိုးပါဆိုပြီးတော့အမေရိကန်တန်ရုံရှိမှာသွားပြီးတော့ R2B လာပေါ့လီးဘတ်ထောက်ပြီးတောင်းဆိုခဲ့တာဘဲတောင်ပေးကောင်းမတွေလေကျွန်မကပြန်မိမယ်